ဖိလစ်ပိုင်နိုင်ငံမနီလာမြို့ FEBC အတလွင့်ဌာနမှာ တင်တိအတော်တမချန်းအစီအစဉ်များကိုအတန်လွင့်ပို့ချလည်ရှိပါတယ်ရှင်။မိဘညီကိုမောင်နှမအပေါင်းတို့ရှင်မင်္ဂလာပါရှင်။အသက်ရှင်တော်မူသောဖျားသခင်ဤနုကပတ်တော်ကိုကြားနာခံယူကြဖို့အရောက်စီတိုင်းကိုဖိတ်ခေါ်ပါတယ်ရှင်။တောရရှိပါခင်ဗျာ။ဒီကနေ့တင်တိအတော်တမချန်းအစီအစဉ်မှာထွန်မြောက်ရာချန်းခန်းကြီး26နဲ့အခန်းကြီး28တို့ကိုလေ့လာမှာဖြစ်ပါတယ်။ဣသရေလလူမျိုးတွေကို ဖယားရှင်ကတိဆောက်ခိုင်းတော်မူခဲ့တဲ့တဲတော်ဟာဘယ်လောက်အသေးစိတ်တယ်ဆိုတာကိုလေ့လာရမှာဖြစ်ပါတယ်။တဲတော်ထဲမှာပြုလုပ်ထားရှိရမယ့်အရာတစ်ခုစီဟာလူသားတွေကိုအပြစ်နွန်လွင်းကနေကယ်တင်ဖို့ရန်အတွက်ဖယားရှင်ကဒီကဘာမြေကြီးပေါ်သို့ဆေလွတ်တော်မူခဲ့သောယေရှုခရစ်တော်ကိုဘယ်လိုအသွင်ဆောင်ပေါ်ပြတယ်ဆိုတာနိုင်ရှင်လေ့လာမှာဖြစ်ပါတယ်။အင်မတန်မှအသေးစိတ်လာတဲ့တဲတော်နဲ့ပတ်သက်တဲ့အရာတစ်ခုစီကိုလည်းရှင်းလင်းဖော်ပြမှာဖြစ်ပါတယ်။ တဲတော်တိဆောက်ရံမှာပါဝင်တဲ့အရာတွေတဲတော်ထဲမှာထားရှိရမယ့်အရာတွေဟာသူ့အတိတ်ပဲနဲ့သူရှိနေတဲ့အကြောင်းဖျက်မြော်ရကြအခန်းကြီး26နဲ့အခန်းကြီး29တို့ကိုအခုလိုရှင်းလင်းတင်ပြမှာဖြစ်ပါတယ်။ဖျက်မြော်ရကြအခန်းကြီး26ပဲဖြစ်ပါတယ်။တဲတော်ကိုပြုတ်လောက်ရမှာသုံးရမယ့်ကလကာတွေအကြောင်းကိုတွေ့ရပါလိမ့်မယ်။တဲတော်ကိုကာယံရမယ့်ပြင်းနေအကြောင်းကိုလည်းဖော်ပြသွားပါမယ်။ပရိညင်သစ်တာတော်အတွက်ကလကာအကြောင်းကိုလည်းထည့်သွင်းသွားပါမယ်။တဲတော်ကလကာများအကြောင်းကိုဖော်ပြရမှာကတော့ ဲတော်အတွက်ကလကာ၄ခုလိုအပ်တယ်ဆိုတာအခြေခံအချက်ဖြစ်ပါတယ်။တဲတော်ဟာအလျားအတောင်30အကျယ်10တောင်အမြင့်10တောင်ဆိုတာကိုကျွန်တော်တို့ဖော်ပြခဲ့ပြီးပါပြီ။ပထမအဆင့်မှာအဲ့ဒီတဲတော်နဲ့အချိုးကျအဝတ်ကလကာကိုချုပ်ရပါမယ်။ဒီကလကာဟာမြေကြီးကိုပုံပြီးတော့မကျရပါဘူး။မထည့်ရပါဘူး။ဖမရဝါကျန်းအခန်းကြီး26အငယ်1တနီးကပြာသောအထေမောင်းသောအထေနေသောအထေဖြင့်ပြီးသော ခေရုဘိန်အယုတ်နှင့်ဆဲလဲသောပိတ်ချောကလကဆဲတဲ့ဖြစ်တဲတော်ကိုလှုပ်ရမည်ပိတ်ချောကလကဆဲတဲ့ချုပ်ရမယ်အစင်းအယောင်လှပရမယ်အမှုပညာလက်ရမြောက်ရမယ်အခုဆက်ပြီးတော့အခန်းကြီး26ရဲ့အပိုက်ငယ်အချို့ကိုအတိတ်ပဲပို့ပြီးတော့မထူးလို့ကျွန်တော်တို့ကြော်လွှားပြီးတဲ့နောက်အငယ်98ကိုဖတ်ကြည့်ကြစို့တဲတော်ဖုံးအုပ်ဖို့အခြားသောကလကဆက်တထဲကို စိတ်မွေးဖြစ်လှုပ်ရမည်ကလကာဘီအလျားအတောင်30အနံ4တောင်ရှိ၍ ကလကာဆက်တထေတို့သည်အလျားအနံချင်းသူရမည်အလျားအတောင်30ကိုမှီရမယ်ဆိုတော့ထိပ်ပိုင်းနဲ့နဘေးတွေကိုလုံစေရမှာဖြစ်ပြီးတော့အဲ့ဒီကလကာမှာဂွင်းတို့ဂျိတ်တို့ဆွဲပြီးတော့ကဲတော်ပုံစံအခန်းဖွဲ့ရပါလိမ့်မယ်အငယ်ဆက်လေးအပေါ်တဲဖုံးအုပ်ဖို့အနီဆိုးသောသိုးရီကို၎င်းထို့နောက်ထိုသိုးရီအပေါ်မှာတဟာရှတရေကို၎င်းလောက်ရမည်တဟာရှတရေဆိုတာကိုစီးစကင်သို့မဟုတ် ဖြန့်သရေလို့လည်းဖော်ပြထားပါတယ်။ဒီတော့ကဲတော်ကိုပတ်ပတ်လဲဝန်းရံဖို့ကလကဟာကိုဘက်ဒီဘက်ရှိပြီ။အမိုးတွေကိုတော့တခုက သိုးသရေ နောက်တစ်ဆင့်ကတဟာရှသရေဆိုတော့စုစုပေါင်းတဲရဲ့အခြေခံကလကဟာအဝတ်တစ်မျိုးစိတ်သရေတစ်မျိုး စုစုပေါင်းနှစ်ခုနဲ့အပေါ်ကဖုံးအုပ်ဖို့သိုးနဲ့တဟာရှသရေနှစ်ခုစုစုပေါင်းလေးခုလို့ဆိုနိုင်ပါတယ်။ဒီကလကတစ်ခုစီဟာကေတေရှင်သခင်ခရစ်တော်ရဲ့အစင်းတရံတစ်ခုစီကို ထပ်မံဖော်ပြနေတယ်လို့ကျွန်တော်တင်ပြလိုပါတယ်။ဒီလိုအစင်းစင်ကလကာတွေအကြောင်းအသေးစိတ်စဉ်းစားရင်သိတာဒါကတော့အတွင်းဆုံးကအဝတ်ကလကာဟာအင်မတန်လှပတဲ့အစင်းတစားတွေနဲ့ပြည့်စုံနေတာကိုတွေ့ရပါလိမ့်မယ်။အပြာအနီမောင်းသောအထယ်တွေဖြစ်ပြီးတော့ခေရုဘိန်ဆိုတဲ့ကောင်းကင်တမန်တို့ရဲ့အယုတ်များကိုလည်းဖော်ပြထားရတယ်။ဒီအလှဆုံးအရာကိုတဲတော်တဲကိုဝင်ရောက်ပြီးကိုယ်ကိုယ်စီးကပ်မဲ့လူအနေနဲ့သာမြင်နိုင်တယ်။အပြင်ကလူမမြင်နိုင်ဘူး။ သူ့ကိုကိုးကွယ်စည်းကပ်တယ်ဆိုတဲ့နေရာမှာသူနဲ့အတူမိသဟာယဖွဲ့ပြီးသူ့စီကအသက်မုံကိုစားယုံအသက်ဆန်းရည်ကိုတောက်ယုံနဲ့မလုံလောက်ပဲသူ့ရဲ့စနပ်ပပြီးတော့ကြက်တရေရှိတဲ့အစင်းကိုပါမြင်ရမှပို့ပြီးတော့ပြေစုံလုံလောက်မယ်ဆိုတာကိုကျွန်တော်တို့သတိထားကြပါဒီအခွင့်အရေးဟာသူ့ကိုယုံကြည်လက်ခံတဲ့လူတွေသာရနိုင်တဲ့အခွင့်အရေးလေဖြစ်ပြန်တဲ့အတွက်ယုံကြည်ခြင်းရဲ့အခွင့်အရေးရဲ့ဆိုတာဟာအတော့အပြန်သဘောမျိုးရှိနေတယ်လို့ကျွန်တော်တို့မြင်နိုင်ပါတယ်ဆာလန်စီယာကသူ့ရဲ့ လင်္ကာရီမှာဘယ်လိုဖော်ပြရလဲဆိုတာကို16ခုမြောက်သောဆာလံအငယ်ကိုမှကြည့်ပါရန်သူတို့လက်မှအကျွန်ုပ်ကိုလွတ်စေခြင်းဟာမြက်ဆန်ကဲ့သို့အကျွန်ုပ်ကိုစောင့်တော်မူပါအတောင်တော်အရေးထဲမှာဖုံးအုပ်တော်မူပါအဲ့ဒီလိုဖော်ပြထားပါတယ်အင်္ဂလိပ်ကျမ်းစာမှာမြက်ဆန်ဆိုတာဟာ pupil လို့ခေါ်တဲ့သူငယ်အိမ်ဖြစ်ပါတယ်ဒါကို apple လို့ခေါ်တဲ့ပန်းစည်းနဲ့ပုံစံတူတယ်ဆိုပြီးတော့ဖွဲ့လွှဲထားတာကိုတွေ့ရပါတယ်တဲတော်ရဲ့အသွင်းဆုံးကခေရုဘိန်ကောင်းငင်တမန်တွေရဲ့ လှပတဲ့အတောင်ရိတ်တဲ့ခရစ်တော်ရဲ့အတောင်တော်အရေးဟာဘလောက်ကြည့်လုံကြုံမှုပေးစွမ်းနိုင်တယ်ဆိုတာကိုကျွန်တော်တို့တွေးဆနိုင်ပါတယ်။ဒါကြောင့်လှပသန့်ရှင်းပြီးတော့တကိုးကြီးတဲ့အချက်ကိုဖော်ပြနိုင်ဖို့အတွက်တဲတော်ရဲ့အတွင်းဆုံးကလကဟာမျိုးကိုမထည့်ရဘူးလို့ပြည့်ညတ်ထားတာပါ။နောက်ထပ်စဉ်းစားရန်ရှိတဲ့ဒုတိယကလကကတော့ စိတ်မွေးကလကပဲဖြစ်ပါတယ်။စိတ်မွေးကလကကတော့မျိုးကြီးကိုတိနေပါတယ်။အတိတ်တွေလေးနဲ့စီလို့အတွက်တမင်ထိပေးထားခြင်းပါ။ ဒီကလကဟာအပြစ်သားတို့အဖို့ခရစ်တော်ဟာမြေပေါ်ကိုကြွဆင်းနေအင်မတန်ကြီးမားစွာပေးဆက်ခဲ့ရတယ်ဆိုတဲ့အချက်တွေကိုဖော်ပြနေတယ်လို့ကျွန်တော်တို့သိနိုင်ပါတယ်။ဟေဘရဲဝါဒစာခန်းကြီးကိုအငယ်26မှာအခုလိုဆိုထားပါတယ်။ကဘာဥမစ၍အဖန်များစွာအသေးခံတော်မူရ၏။ယခုမူကားဤကတ်ကာလအဆုံး၌တခါသည်ကိုကိုပူဇော်သောအခင် အပြစ်များကိုတုတ်တင်ပယ်ရှင်းခြင်းဟာပေါ်ထွန်းတော်မူ၏။ကဘာရဲ့ကတ်ကာလရဲ့ဆိုတာကိုအင်္ဂလိပ်ကျမ်းမှာ world လို့သုံးထားပါတယ်။ ဒါဟာအမှန်မှ age လို့ခေါ်တဲ့သက်တမ်းကာလကိုဖော်ညွှန်းခြင်းဖြစ်ပါတယ်ခရစ်တော်ဟာအသေခံပြီးကယ်တင်ခဲ့တယ်ဒီကယ်တင်ခြင်းဟာအစဉ်တည်နေတယ်ဆိုတာကိုဖော်ပြလိုက်ခြင်းပါပဲတတိယအချက်အနေနဲ့ကတော့သိုးမွေးကလကအကြောင်းဖြစ်ပါတယ်ဒီသိုးမွေးဟာသိုးငွေမဟုတ်ပါဘူး lamb ဆိုတဲ့သိုးငွေအမွေးကိုမဖော်ပြဘဲ ram skin လို့ခေါ်တဲ့သိုးကြီးရဲ့သရေသိုးကြီးရဲ့အမွေးကိုဖော်ပြထားပါတယ်ခရစ်တော်ရဲ့အသေခံခြင်းကိုတစိမ့်တည်းပဖော်ပြထားတာလည်းပါတယ် တစ်ချိန်တည်းမှာအသေးခံသောသခင်ရဲ့ဘုံတကုံးနဲ့စွာသတိကိုဖော်ပြခြင်းကဲတင်နိုင်စိုးရှိခြင်းကိုသိပါစေတဲ့တဲတော်အမိုးကလကဖြစ်ပါတယ်။ကဲသူ့အထက်မှာတခုတော့ထပ်ရှိနေသေးတယ်။ခရီးထားမိဖို့လိုပါတယ်။နောက်ဆုံးတက်အပေါ်ဆုံးတက်ဆိုပါတော့အဲ့ဒီသရုတ်ထကလကကတော့ဖြံရဲ့အမွေပဲဖြစ်ပါတယ်။ဣသရေလတွေဟာကျွန်ခံရအေဂုတ်သူကနေလွတ်မြောက်ပြီးတဲ့နောက်တောဂန္ဓာယမှာ နှစ်40တိုင်အောင်ကျင်လည်ခဲ့ရမှာ။ တဲတော်ရဲ့အပေါ်ဆုံးကဖြန့်သေးအမိုးအကဟာအစပထမတောက်ပြောင်လှပသလောက်နောက်ပိုင်းမှာယာပီဥရုဒံအချိန်ကာလရဲ့ပွတ်တိုက်မှုဒဏ်တွေနဲ့မလှပနိုင်တော့ပါဘူးဒေရှာယအနာဂတိကျမ်းအခန်းကြီး53အငယ်1မှာကြည်ပါထာဝရဘုရားကြီးကျွန်သည်အညွန့်ကဲ့သို့၎င်းသွေးချောက်သောမြေ၌ပေါက်သောအတက်ကဲ့သို့၎င်းရှေ့တော်၌ကြီးပွား၏ပနာမပြုစရာအစင်တင့်တယ်ခြင်းမရှိအဲ့ဒီလိုဖော်ပြတာကိုတွေ့နိုင်ပါလိမ့်မယ်ခရစ်တော်ရဲ့ပြင်ပအစင်တရံဟာ ဒီအနာဂတ်ကျန်စကားအတိုင်းပဲဖြစ်ခဲ့ရတယ်ဆိုတာကိုခရစ်ဝင်ကျမ်းတွေမှာသူ့ရဲ့အသေးခံတော်မူမဲ့အချိန်ကားတိုင်းမတင်ခင်အချိန်မှာကျွန်တော်တို့ပြန်ပြီးတော့သတိရကြဖို့လိုလိမ့်မယ်။ယန်သူတို့ရဲ့ဇရွေးတွေနဲ့စူးတရဖူနဲ့ပုံးရည်နဲ့အင်မတန်အကြီးတန်ခဲ့ရရှာတယ်ရုပ်ပြက်ဆင်းပြက်ဖြစ်ခဲ့ရရှာတယ်ဆိုတာကိုသတိရကြပါ။ဒီလိုပြင်ပအစင်းတရံနဲ့ပဲအသက်ကိုအသေးခံတော်မူတဲ့သခင်ရဲ့အရေးအောက်မှာအင်မတန်နှစ်လိုပွဲတဲတော်ဟာတရှိခဲ့တယ်ဆိုတာကိုကျွန်တော်တို့သံဝေကရယူကြပါစို့ ဒီတော့အပြင်းဆုံးကဖြန်တရေသို့မဟုတ်တဟာရှတရေကိုသာမြင်ရတဲ့မယုံကြည်သူတို့အဖို့တော့ခရစ်တော်ဟာအယုတ်ဆိုးအကြီးတန်းလိမှာပဲပေါ့တပိမဲ့ယုံကြည်သူကိုးကွယ်သူတို့အဖို့ကတော့အင်မတန်စနပ်ပါတဲ့အတွင်းသဏ္ဍာန်ကိုဖူးတွေ့ပြီးတော့သာဝရအသက်မုံနဲ့သက်ဆိုင်ရေကိုခရစ်တော်ဟာပေးစွန်ခဲ့ပါကလားဆိုတဲ့ကျေးဇူးတော်ကိုမုတ်ချမသွေရှာဖွေတွေ့ရှိနိုင်မှာဖြစ်ပါတယ်။ကာယံပြင်ပြားနဲ့ခြေစွန်းများဆိုတာကိုဆက်လက်လေ့လာကြပါအောင်ဆို။ ဖမယောရာကျန်ခန်းကြီး26အငယ်15မှ19တဲတော်ကာယံထောင်ထားသောအကာရှပြင်ပြားတို့ကိုလည်းလောက်ရမည်။ပြင်ပြားသည်အလျားဆယ်တောင်အနံတတောင်တော်ရှိရမည်။ထိုပြင်ပြားရှိသည်များတို့၌ခြေထောက်နှစ်ခုစီတန်းဒီရှိစေခြင်းကလောက်ရမည်။တဲတော်တောင်ဘက်၌ကာယံပြင်ပြား20ကိုလောက်ရမည်။ထိုပြင်ပြား20တွင်တပြားတပြားအောက်၌ခြေထောက်နှစ်ခုစီဆွတ်เสียရဖို့ငွေခြေစွတ်40ကိုလောက်ရမည်။အကာရှပြင်ပြားတို့ဟာအင်မတန်ခိုင်ကန့်မှာကြောသားပါလေ။ ဒီပြင်းများတွေဟာအဲ့ဒီပုံမှာမှရွှေနဲ့ဖုံးနှောင်းရမယ်လို့လည်းဆိုထားပါတယ်။နဘေးပေါင်ဒီမှာပြင်းပြား20စီထောင်ပြီးတော့ကဲတော့ထိတ်တွေမှာတော့ပြင်းဆက်ချက်ထောင်ရမယ်လို့ဆိုပါတယ်။အဲ့ဒီပြင်းပြားတွေပေါ်မှာဂွင်းတွေကိုလှုပ်ထားပြီးတော့ကျိုးနဲ့မြဲမြံအောင်တုတ်လိုက်ခြင်းအဖြစ်တဲတော်ကိုမြဲမြံအောင် တွေ့ထားတယ်လို့ရှိနေပါတယ်။ပန်ရှင်သောဝိညာဉ်တော်ဟာကျွန်တော်ယုံကြည်သူတိုင်းအဖို့ငြိမ်းချမ်းစွာနဲ့စိတ်ဝိညာဉ်များအပြူတကွတည်နေရလေအောင်ဆောင်ကျင်းပြီးပေးနေသည့်ပမာ ဒီပြင်သားများဟာဖျားသခင်ကျင်းဝတ်တော်မူရာဖို့တဲတော်ကိုမြင်းမြန်အောင်ထိမ့်သိမ့်ပေးနေပါတယ်။တဲတော်ကိုဖုံးလွှမ်းထားတဲ့ကလကာရဲ့အယောင်တွေကအပြာယောင်အနီယောင်နဲ့မောင်းသောအယောင်ဆိုတာဟာလေအတိတ်ပဲလေးနဲ့ပါတယ်။အပြာယောင်ဆိုတာဟာမိုးကောင်းကင်ကိုဖော်ပြတယ်။အနီယောင်ဟာခရစ်တော်ရဲ့အသွေးပေါ့။မောင်းသောအယောင်ဆိုတာကတော့အပြာနဲ့အနီနဲ့ရောသမထားတဲ့အယောင်။ပရိယင်သစ္စာတည်ခြင်းနဲ့သစ္စာတရားတည်မြဲခြင်းကိုဖော်ပြတယ်။ ကောင်းကျင်နဲ့မြေကြီးနဲ့ပေါင်းဆက်ရမှာခရစ်တော်ရဲ့လူသားတို့အကျိုးဆောင်ခြင်းကိုကျွန်တော်တို့အစင်မြေသရိယဇေဖို့အတွက်ဒီမိုးကောင်းကင်ရဲ့အပြာရောင်နဲ့အသွေးတော်ရဲ့အနီရောင်တို့ကသတိပေးနေသလိုအပြာနဲ့အနီရဲ့ပေါင်းဆက်ဖြစ်ပေါ်တဲ့မောင်းသောအယောင်တနည်းအားဖြင့်ခရမ်းရောင်ဟာသတိပေးနေပါတယ်။နောက်ပြီးတော့ဒီခရမ်းရောင်ဟာဣသရေလအဖို့ဘရင်ရဲ့အထိတ်မှတ်အယောင်လည်းဖြစ်ပါတယ်။ဘရင်ရဲ့တစ်တာတော်ဟာတစ်သားဆိုတဲ့လူဇာတိနဲ့ရွှေဆိုတဲ့ကောင်းကင်ဘုံအစရိကိုဖော်ပြတယ်။ တဲတော်ကိုဝန်းကာတဲ့ပြည်နေမှာလဲရွှေစင်တဲ့အတိမွမ်းမံပေးရခြင်းဖြစ်တယ်ဒီအချက်ဒီဟာတော့လူသားဖြစ်တဲ့ခရစ်တော်ရဲ့ဘဝနဲ့ကောင်းငင်ဘုံရဲ့အစင်းသဏ္ဍာန်ကိုပေါင်းဆက်ဖော်ပြလိုက်ခြင်းဖြစ်တယ်လို့ဒီနေရာမှာတင်ပြလိုပါတယ်တစ်တာတော်အတွက်ကလကာဆိုတဲ့အကြောင်းကိုဆက်ပြောပြရစီဖမျောက်ရကျမ်းအခန်းကြီး26အငယ်31 32တနည်းကပြသောအထေမောင်းသောအထေနီသောအထေပိတ်ချောဖြင့်ပြီး၏ ခေရုဘိန်အယုတ်နှင့်ချဲလေသောကလကတထေကိုချုပ်ရမည်။ရွှေချသောအကာရှဘာတိုင်လေးတိုင်အပေါ်မှထိုကလကကိုဆွဲထားရမည်။ထိုတိုင်တို့သည်ရွှေတစိုးနှင့်၎င်းငွေခြေစွတ်၄ခုနှင့်၎င်းပြည့်စုံရမည်။အဲ့ဒီတော့အကာရှသစ်ဖားတိုင်လေးတိုင်ဟာလည်းပဲပြင်ပြားတွေအတိုင်းပဲသစ်ဖားနဲ့ရွှေစင်နဲ့မွမ်းမံထားရခြင်းတူနေတယ်။ဒါကြောင့်ခရစ်တော်ကိုတရုပ်ဖော်ပြတဲ့တိုင်နေပဲလို့ကျွန်တော်တို့ဆိုနိုင်တယ်။ဒီတိုင်လေးတိုင်ပေါ်မှာမှနောက်ထပ်တဲတော်ရဲ့အတွင်းဆုံးကလကအတိုင်း ပြသောမောင်းတော်ဤသောအထေပိတ်ချောနဲ့ကလကာကိုဆွဲရမည်ဆိုပြီးတော့ထာဝရဘုရားအမိန့်တော်မှတ်ပြန်ပါလေဒီကလကာကတော့တစ်တာတော်ကိုခုံးအုပ်ဖို့ခဲအုပ်ဖို့ပဲဖြစ်ပါလေဒီတိုင်လေးတိုင်ဟာခိတ်မှာတခြားအဆောင်ရောင်မထားပါဘူးတနည်းအားဖြင့်တိုင်ထိတ်တီဟာဒီတိုင်မဲ့ယတိပြတ်ဖြတ်ထားတာကိုတွေ့ရပါလိမ့်မယ်အကျန်းတဲ့အတိုင်ထားတယ်ဆိုတာကိုတဲတော်ရဲ့တခြားတိုင်တွေနဲ့ရှင်ပြီးစဉ်းစားရင်ပေါ်လာတယ်တေရှာယနဂတိကျမ်းအခန်းကြီး53ငယ်၈ကိုဖတ်ရင် မတရားစွာစီရင်ခြင်းအဖြစ်သူ့ကိုထုတ်သွားကြ၏အသက်ရှင်သောသူတို့၏နေရာမှသူ့ကိုတုတ်တင်ပယ်ရှင်းသည့်ဖြစ်၍သူ၏အမျိုးအနွယ်ကိုအဘယ်သူပြညွန်မည်နည်းငါ၏လူမျိုးအပြစ်ကြောင့်ဒဏ်ခတ်တော်မူခြင်းကိုခံလေ၏အဲ့ဒီလိုခရစ်တော်ကိုယီဆောင်ထားတာကိုတွေ့ရမှာဖြစ်ပါတယ်ဒီလိုအကျမ်းပရန်းနည်းနဲ့ခရစ်တော်ကိုမတရားစွာစီရင်တုတ်တင်ပယ်ရှင်းခဲ့ခြင်းဆိုတာကိုကျွန်တော်မြင်ခဲ့ရပြီးဖြစ်ပါတယ်ဒီလိုတုတ်တင်ပယ်ရှင်းခြင်းပုံစံကိုအခုတိုင်လေးတိုင်ဟာ အပိုင်းဖြတ်ခံထားရတဲ့အကျန်းတဲ့ပုံစံနဲ့နှိုင်းရှင်ပြသထားပါတယ်ခရစ်တော်ဟာကားတိုင်းမှာသေတဲ့အချိန်အသက်တော်ကိုလွတ်တော်မူ၏ဆိုပြီးတော့ရှင်မသက်ခရစ်ဝင်ကဖော်ပြတဲ့အချိန်ယေရုရှလင်မြို့ဗိမာန်တော်ကကလကာကြီးဟာထက်ချမ်းကွဲသွားတယ်ဆိုတာကိုရှင်မသက်ခရစ်ဝင်မှာကျွန်တော်တို့တွေ့ခဲ့ရပြီးပြီအဲ့ဒီလိုကလကာကွဲထွက်ခြင်းဟာဝိညာဉ်နဲ့ကိုယ်နဲ့ကွဲကွာခြင်းရဲ့သက်သေဖျားသခင်စီကိုသူ့အပြင်လူသားတို့ပူးမြော်နိုင်ဖို့လမ်းကိုဖွင့်ပေးလိုက်ခြင်းရဲ့သက်သေပဲဖြစ်ပါတယ် အခုထွန်းမြောက်ရကျမ်းမှာပိတ္တတော်ကိုဖုံးဖုတ်တဲ့ကလကာဟာသူ့ကိုဖယ်ရှားပြီးမှဘုရားသခင်ကိန်းဝတ်တော်မူရာအရက်ကိုဖူးတွေ့ရမှာဖြစ်တဲ့အတွက်ခရစ်တော်မှတဆင့်သာလျှင်ဘုရားသခင်စီကိုရောက်နိုင်ငယ်ဆိုတဲ့နမိတ်ကိုဖော်ပြခြင်းပဲပေါ့ဒါကိုရှင်ယောဟန်ခရစ်ဝင်ခန်းကြီး၁၄အငယ်၆မှာငါသည်လမ်းခရီးဖြစ်၏အသက်လည်းဖြစ်၏ငါကိုအမိမပြုနှင့်အဘယ်သူမြတ်ခမည်းတော်ထံသို့မရောက်ရဆိုပြီးတော့ခရစ်တော်ကိုယ်တိုင်မိန့်ကြားခဲ့ပြီးဖြစ်ပါတယ်ခင်ဗျာဒါကြောင့် ကောင်းတာလုပ်တဲ့လူပဲဖះကကဲမယ်ကောင်းငင်ဘုံကိုတွားရမှာပဲဆိုတာဟာလူရဲ့အတွေ့နှုတ်ကပတ်တော်ကတော့ခရစ်တော်ကိုယုံကြည်အားကိုခိုလုံဖို့အဓိကထားပြီးတော့တောင်းဆိုနေပါတယ်ခရစ်တော်ရဲ့သေခြင်းနဲ့အသွေးတော်ကိုစွန့်လွတ်ခြင်းမရှိဘဲကဲတင်ခြင်းကိုကျွန်တော်တို့ဘယ်လို့မှမရနိုင်ပါဘူးကလကာတော်ကိုငေးကြောင်ရောင်နဲ့လှမ်းကြည့်အောင်နဲ့ကဲတင်ခြင်းမရနိုင်ပါဘူးသူဟာဖះသခင်တင်းဝေရရက်ကိုကွယ်ထားပါတယ်သူ့ရဲ့အဖေခံခြင်းဟာအချီးအနှီးမဟုတ်ပါဘူး အသွေးတော်ကိုသွင်းခြင်းဟာအတိတ်ပဲမဟုတ်ပါဘူး။ရှမာသက်ခရစ်ဝင်ကျမ်းခန်းကြီး28အငယ်50-51မှာခရစ်တော်အသေးခံချိန်ကအဖြစ်တည်းကို အောက်မေ့ဖို့အတွက်ပြန်ဖတ်ပြလိုပါတယ်။ယေရှုသည်ကြီးသောအသံနှင့်တဖန်ကျွေးကြော်ပြီးဖြင့်အသက်တော်ကိုလွှတ်တော်မူ၏။ထိုအခါဗိမာန်တော်ဤကလကာသည်အထက်ဆုံးမှအောက်ဆုံးတိုင်အောင်ဆုပ်ခွဲလေ၏။မြေကြီးလှုပ်လေ၏။ကြောက်များတို့သည်ကွဲပြားကြ၏။ဒါကိုကျွန်တော်တို့ကြားခဲ့ရပြီ။တစ်တာတော်အတွက်ကလကာဟာ ခရစ်တော်အားဖြင့်သာဖွင့်လှစ်ပြီးအသင့်ရှင်းဆုံးပလင်တော်ကိုညွန်ပြနိုင်ပါလိမ့်မယ်။အခုထွန်းမြောက်ရာကျမ်းအခန်းကြီး26ရဲ့ဤကုန်းဖြစ်တဲ့အငယ်36 38တို့ကိုဆက်လက်ဖတ်ရှုပါမယ်။တဲတော်တကဝ၌ကာယံပြာသောအထယ်မောင်းသောအထယ်ဤသောအထယ်ပိတ်ချောဖြင့်ပြီး၍ရှယ်လေသောကလကာတထယ်ကိုလောက်ရမည်။ထိုကလကာဖို့ရွှေတစိုးနှင့်ပြည့်စုံသောအကာရှတိုင်ငါးတိုင်ကိုလောက်၍ရွှေစင်နှင့်မွမ်းမံရမည်။ကျေးဝါချစ်စုငါးခုကိုလည်းသွင်းရမည်။ ဒီကလကာကတော့တဲတော်ရဲ့ဝတ်ပြုကိုးကွယ်ရာနေဟာပန်ရှင်သောဌာနအတွင်းကိုဝင်ရောက်ရမယ်ကလကာဖြစ်တယ်။တဲတော်ဟာနှစ်ပိုင်းရှိတယ်လေ။ပန်ရှင်သောဌာနတော် ਨੇ ဘုရားသခင်ကိန်းဝတ်တော်မူရာပလင်ဖြစ်တဲ့ပရိညင်သစ်တာတော်တီယာအပိုင်းဓမ္မမဟုတ်ရင်အပန့်ရှင်းဆုံးသောဌာနဆိုပြီးတော့ဖြစ်ပါတယ်။ပို့ပြီးတော့ရှင်းစေခြင်းလို့အခုလိုထပ်မံဖော်ပြလိုက်ရခြင်းပါ။အခုဒုတိယကလကာဟာပန်ရှင်းရာဌာနတော်အတွက်အကာအယံဖြစ်ပါလိမ့်မယ်။ပန်ရှင်းရာဌာနတော်မှာကျတော့ရှေ့တော်မုံစပွဲ ရွှေစင်မိကိုစီမွေးပလင်စသည်လို့တည်ရှိနေတယ်။ရှေးခေတ်ကိုကိုယ်မှုကိုဖော်ပြရတာဟာကျွန်တော်တို့အဖို့ပင်မမှုရှိပါတယ်။မိဆွေတို့အတွက်လည်းနဝေချိုခြင်းမှချိုပါလိမ့်မယ်။ဘာပဲဖြစ်ဖြစ်နှုတ်ကပတ်တော်ဟာပြည့်စုံတယ်။ဘုရားသခင်ဖိစေခြင်းတဲ့အရာတွေကိုဖော်ပြတဲ့စာပေများဖြစ်တယ်။လေးလံထိုင်းမိုင်းမှုနဲ့အတူဖြောက်ဖြက်လို့မရတဲ့အရှိန်တကိုးတွေပါနေတယ်ဆိုတာကိုကျွန်တော်တို့အလေးနဲ့သဘောပေါက်ပြီးတော့စူးစမ်းပြီးတော့နားထောင်ကြဖို့အထူးပဲမေတ္တာရက်ခံခြင်းပါတယ်။ အခုတခါတည်းကျွန်တော်တို့ဆက်ပြီးလေ့လာရအောင်ပါကတော့ထွမြောက်ဝါကျမ်းအခန်းကြီး29ဖြစ်ပါတယ်။အခန်းကြီး29ကတော့ပူဇော်ရာပလင်နဲ့ပလင်ရဲ့အစင်းတစားတွေအကြောင်းကိုဖော်ပြပါမယ်။တဲတော်ရဲ့တရားစီရင်ရာဌာနအကြောင်းကိုလည်းဖော်ပြပါမယ်။ပြီးတော့စီမီကွက်မှာသုံးမဲ့စီအကြောင်းတွေကိုလည်းတွေ့မြင်ရပါလေဦးမယ်။ဒီနေရာမှာအထူးဆင်ခြင်မှုလူတာကတော့တဲတော်တဲသူဆိုပြီးတော့စဉ်းစားပြီးအတွင်းကိုတိုးဝင်လေတိုင်းခရစ်တော်နဲ့အတူဘုရားသခင်နဲ့ပုံမိုးပြီးနီးကပ်လာတယ်။ တဲတော်တဲမှဆိုပြီးတော့စဉ်းစားရင်အပြင်ကိုခြေလှမ်းပြုတ်ထွက်လာတာနဲ့တပြိုင်နက်ခရစ်တော်ရဲ့အလုတော်များကိုပို့ပြီးတော့မြင်ရတယ်ဆိုတဲ့အချက်နှစ်ခုပါပဲကြီးရစ်ပလင်းဆိုတဲ့ခေါင်းစဉ်နဲ့ခက်မြောက်ရာကျမ်းအခန်းကြီး29ကိုစတင်ရမယ်ဆိုရင်အငယ်1မှ3တနည်းကားအလျား9000အနံ9000ရှိ၍စတူရန်4000ခစ်သောရစ်ပလင်းကိုအကာရှဗားဖြင့်လုပ်ရမည်အမြင့်လဲ3000ရှိရမည်ရစ်ပလင်း4000အပေါ်မှာဥကျို4000ကို အကာရှသားနှင့်လှုပ်၍ကြေးဝါနှင့်မွမ့်မှန်ရမည်။ပြာခံစရာအိုးနှင့်တကွတရင်ပြာအင်ဒုံ အမဲသားကြိတ်လင်ပန်းအစရှိသောရစ်ပလင်နှင့်ဆိုင်သောတစားရှိသည်များတို့ကိုကြေးဝါနှင့်လှုပ်ရမည်။တဲရဲ့ပြင်ပမှရှိတဲ့ရစ်ပလင်ကိုကြေးဝါနဲ့လှုပ်ရမယ်လို့ညွှန်ထားတယ်။အပြည့်စီရင်တော်မူခြင်းကိုဒီပလင်ဟာဖော်ပြနေတယ်။အပြည့်နဲ့အတူတဲတော်ကိုဝင်ခွင့်မရှိအပြည့်နဲ့ပတ်သက်တဲ့ကိစ္စကိုအပြည့်မှာချထားပြီးမှဝင်ရမယ်ဆိုတာဟာ ဒီပလင်ကရရှိတဲ့အဖြစ်။ဒါကြောင့်လဲအပြစ်ရှိခြင်းအတွက်ဒီရစ်ပလင်မှာအပြစ်ဖြေရဖို့အဖြစ်မီးပူဇော်ရမယ်။ကိုစားခံတရဝါကိုသက်ဖြတ်မီးရှို့ပြီးမှအပြစ်ပြေရီလို့ယူဆခံယူနိုင်မှာဖြစ်ပြီးတော့တဲတော်ဒါမှမဟုတ်ရင်တဲတော်တွေကဖန်ရှင်းရဌာနတော်ကိုဝင်ခွင့်ရှိမှာဖြစ်ပါလေ။ဘုရားသခင်ရဲ့သားတော်ခရစ်တော်ရဲ့အချိန်ကာလမှာတော့အဲ့ဒီလိုခြေရစ်ပလင်မဟုတ်တော့ဘဲသူစမ်းတဲ့ရစ်ပလင်ကြီးဖြစ်သွားတယ်။အဲ့ဒါကတော့အသင်းတော်ခေါမိုးတွေမှာတွေ့မြင်နေရတဲ့ကားတိုင်းတော်ကြီးပဲပေါ့ အေဖဲဩဝါဒစာခန်းကြီးငါအငယ်နှစ်မှာဖတ်ကြည့်ပါခရစ်တော်သည်ငါတို့ကိုချစ်တော်မူသောအဖြစ်ဘုရားသခင်ရှေ့တော်၌မွေးကြိမ်သောအနံ့ရှိစေခြင်းကကိုကိုကိုဆက်ကပ်၍ရစ်ပူဇော်ဖြင့်ငါတို့အတွက်စွန့်တော်မူသည့်ဤသူသင်တို့သည်မေတ္တာတရား၌ကျင်လည်ကြလောအဲ့ဒီလိုဖော်ပြထားပါတယ်တစ်ချက်ခုနှစ်ချက်ပြတ်ဆိုသလိုမောရှိခိရစ်ပူဇော်ရာကျေးပလင်ရဲ့အတိတ်ဘယ်ကိုနားလည်ရသလိုခရစ်တော်ရဲ့ချစ်ချင်းမေတ္တာတော်ကိုနားလည်စေတဲ့ကျမ်းပါလို့ကျွန်တော်တင်ပြပါရစေ မောရှိခိရစ်ပလင်ဟာကောင်းငင်ဘုံရစ်ပလင်ကိုလူသားကပုံစံယူတုပဆောက်လုပ်ထားတဲ့ရစ်ပလင်ဖြစ်တယ်လို့အသေးခံရာခရစ်တော်ရဲ့ရစ်ပလင်ကိုတော့အဖဖျားသခင်ဟာလက်ဝါးကတ်တိုင်တော်အဖြစ်ရွေးချယ်ပေးလိုက်တာပါပဲလူသားဟာသူ့အပြစ်ကိုလွတ်ပြီးတော့တဲတော်မှာဖျားသခင်ကိုဝင်ရောက်ချင်းကပ်စေဖို့အတွက်ကိုစားကံရစ်ကောင်ကိုပူဇော်မိရှိရတယ်ခရစ်တော်ဟာလူပေါင်းလောကကြီးတစ်ခုလုံးရဲ့အပြစ်တရားကကင်းလွတ်ပြီးတော့သာဝရအသက်ကိုလူသားတိုင်းရယူနိုင်ဖို့အတွက် ကဘာဦးကလေးကတီးခဲ့တဲ့အစီအစဉ်နဲ့အညီရစ်ကောင်သိုးငယ်ပမာအသက်စရိခံပြီးတော့ကားတိုင်းတော်ပေါ်ကိုတက်ွားခဲ့ခြင်းဖြစ်ပါတယ်။ကဘာလောကရဲ့ကိုစားကံသိုးငယ်ရစ်ကောင်လို့အကြောင်းမလို့ကျွန်တော်တို့ဆိုနေရခြင်းပဲဖြစ်ပါတယ်။ရှင်ယောဟန်ခရစ်ဝင်ကျမ်းအခန်းကြီး1အငယ်29လက်ဖြန်နေ၌ယေရှုကြွလာတော်မူသည်ကိုယောဟန်မြင်စဉ်ဤလောက၏အပြစ်ကိုဆောင်းသွားသောဘုရားသခင်သိုးငယ်ကို ကြည်လောတဲ့။ယောဟန်ပြောခဲ့တဲ့စကားပါ။ဒါဟာယေရုရှလင်မြို့တော်မှာနေခြင်းကြောင့်တောင် မောင်ကြီး၃နာရီလောက်ကြာနေတဲ့အချိန်လဝါကတ်တိုင်ဆိုတဲ့ဘုရားသခင်ပြင်ဆင်တဲ့ရစ်ပလင်မှာလောကရဲ့အပြစ်များကိုဆောင်ယူပြီးတော့ခန္ဓာကိုယ်ရဲ့အဖွေးကိုပေးပြီးတော့ရစ်ပူဇော်ခြင်းခံခဲ့တဲ့သိုးငယ်ဖြစ်သူယေရှုရဲ့ဆောင်ရွက်မှုပါပဲကယ်တင်ခြင်းလုပ်ငန်းဆောင်ရွက်မှုကြီးကိုမောရှေခိကျေးရစ်ပလင်ဟာအစဉ်တစိုက်သက်သေပြသွားခဲ့တယ်လို့ဒီနေရာမှာဖော်ပြလိုက်ပါရစေရှင်ယောဟန်ခရစ်ဝင်ကျမ်းအခန်းကြီး1အငယ်15မှာ ထိုသူကိုလက်ခံသမျှသောသူကြီးဟုသောကိုတော်ကိုယုံကြည်သောသူတို့အားဖျားသခင်၏သားဖြစ်ရသောအခွင့်ကိုပေးတော်မူ၏လို့ဆိုထားပါတယ်။ဒါကြောင့်ခရစ်တော်ဆိုတဲ့သိုးပငယ်ရဲ့အပူဇော်ခံခြင်းအဖက်တော်ကိုစွန့်လွတ်ခြင်းမရှိဘဲဖျားသခင်ကိုဖူးတွေ့ကိုးကွယ်ဖို့ရဲ့ကောင်းရင်နိုင်ငံတော်ကို ရောက်ဖို့ရလမ်းဆိုတာရဲ့ဟာလူသားမှမရှိနိုင်ပါဘူး။ခရစ်တော်ဟာကျွန်တော်တို့အတွက်အသေးခံယုံနဲ့ပြီးသလားဆိုတော့မပြီးခဲ့သေးဘူး။သူဟာအသေးခံရမှထမြောက်ခဲ့သောသိုးပငယ်ဖြစ်ခဲ့ပြန်ပါတယ်။ ဒါကြောင့်လဲဗျာဒိတ်ကျမ်းအခန်းကြီး9အငယ်6မှာအသေးခံခဲ့ပြီးတော့သိုးငယ်ပြီးရက်ရက်နေဤဆိုပြီးတော့ရှင်ယောဟန်ကရေးသားထားခဲ့ပါတယ်။ပန်ရှင်ရဌာနတော်ကိုမဝင်ခင်ရစ်ပလင်ဟာစောင့်စားနေပါတယ်။ကောင်းကင်ဘုံကိုမျှော်ကြည့်ရလမ်းမှာတော့ကားတိုင်းတော်ဟာစောင့်စားနေလေရဲ့။ဒါကြောင့်တဲတော်ဝင်းမှာရှိတဲ့ရစ်ပလင်မှမြင်ရတဲ့ကြေးဝါဟာတရားစီရင်ချက်ကိုဖော်ပြနေပါတယ်။ဒီတရားစီရင်ချက်ကြေးဝါရဲ့အောက်မှာတော့ အလွန်မာကျော်ခိုင်ကန်တဲ့အကာရှတစ်သားဟာခရစ်တော်ရဲ့ခိုင်မာသောစွန်းအားတတ်တီကို အောက်မေ့သတိရစရာအကြောင်းဖြစ်ပါတယ်။တဲတော်ဝင်းအားဆင်ခြင်ခြင်းဆိုတဲ့အကြောင်းဆက်လက်ဖော်ပြလိုပါတယ်။ခမယဝါကျမ်းခန်းကြီး29အငယ်9မှ7တဲတော်ဝင်းကာယံမှုက အလျားအတောင်တရာရှိသော ပိတ်ချောနှင့်တောင်ဘက်၌ကလကာကိုလှုပ်ရမည်။ထိုကလကာဘို့ တိုင်20တိုင်ချေစုတ်20ကိုကျေးဝါနှင့်လှုပ်၍တိုင်တစုတ်တိုင်တန်းတို့ကိုငွေဖြင့်ပြီးစေရမည်။ ထိုနီးတူမြောက်ဖက်၌ကာယင်ဖျားအတောင်တရားရှိသောကလကာနှင့်တကွငွေတစုငွေတန်းပါသောကျေးဝတိုင်၂၀ကျေးဝခြေစုပ်၂၀ရှိရမည်ဝင်းအနောက်ဖက်နေရာ၌ကာယင်အလျားအတောင်၅၀ရှိသောကလကာနှင့်တကွတိုင်၁၀ခြေစုပ်၁၀ရှိရမည်ပြီးခဲ့တဲ့ပြင်ကန်းစာတွေအရတဲတော်ဝင်းဘလောက်ကျေတဲ့ဆိုတာကိုကျွန်တော်တို့လေ့လာခဲ့ရပြီပါဗျအလျားအတောင်တရားအကျဲအတောင်90ဆိုတာကိုအခုကျန်းကထပ်ပြီးတော့အသိပေးလိုက်တယ်လို့ပါပဲ ဖမြောက်အကျံအခန်းကြီး29အငယ်16ဝင်းတကား၌ကာယံပြာသောအထဲမောင်းသောအထဲနီသောအထဲပိတ်ချောဖြင့်ပြီး၍ခြေလဲသောကလကအတောက်20နှစ်တကွတိုင်လေးတိုင်ခြေစွတ်၄ခုရှိရမည်တဲတော်ဝင်းကိုဝင်းတဲ့အပေါက်ဟာငါးတောင်အမြင့်ပဲရှိတယ်လို့ဆိုပါတယ်တဲတော်ဝင်းတကဝကိုကာယံဖို့အတွက်ကတော့ကန့်ရှင်းသောအတွင်းဆုံးအပိုင်းကလကလိုပဲအယောင်၃မျိုးနဲ့ခြေလဲထားတာကိုမြင်ရပါတယ်ဝင်းတစ်ခုလုံးကိုတော့ရိုးရိုးပိတ်ချောအဖြူနဲ့သာကာယံထားခြင်းဖြစ်ပါတယ် ဝင်ပေါက်ကအယောင်၃မျိုးဆိုတာကတော့အပြာယောင်ဆိုတဲ့ကောင်းကင်ရဲ့အနီယောင်ဆိုတဲ့ခရစ်တော်ရဲ့အသွေးတော်နဲ့အတူလူသားတို့အကျိုးကိုဆောင်ခြင်းရဲ့ကိုဖော်ပြနေပါတယ်အပြာနဲ့အနီတို့ရောစပ်ဖြစ်ပေါ်တဲ့မောင်းသောအယောင်သို့မဟုတ်ခရမ်းယောင်ဆိုတာကတော့သစ္စာရှိခြင်းရဲ့ဣသရေလဘရင်အထိတ်အမှတ်အယောင်ရဲ့ပဲဖြစ်တယ်ဆိုတာကိုထက်မှန်ဖော်ပြလိုက်ပါရစေမိခွဲ့အပက်လူသောစီဆိုတဲ့အချက်ကိုအခုဖော်ပြခြင်းပါတယ်ဒီအချက်ဟာအတော်စိတ်ဝင်စားစရာကောင်းတဲ့အချက်ဖြစ်ပါတယ် အငယ်20မှာပရိသတ်စည်းဝေးရာတဲတော်တွင်တက်သေးခံချက်ထားသောအရက်ကိုကာသောကလကပြင့်မှမိခုံ၌အစင်မပြတ်မိထွန်းစရာဘို့တန်လွင်သီးကိုထောင်း၍ယူသောတန်လွင်စီစစ်ကိုဣသရေလအမျိုးသားတို့သည် ဆောင်ခဲ့ရကြမည်အကြောင်းဆင့်ဆိုလောစီဆိုတာဟာဖန်ရှင်သောဝိညာဉ်တော်လို့ဖော်ပြခဲ့တာကိုမှတ်မိကြလိမ့်မယ်လို့ထင်ပါတယ်ပရောဖက်ဇာခရိကလည်းသူ့ရဲ့အနာဂတ်ကြံအခန်းကြီး၄အငယ်၆မှာဤအမှုသည်ဘိုးကျေအဖြစ်မဟုတ် တကိုးအာနာအဖြစ်မဟုတ်ငါဝိညာဉ်အဖြစ်ဖြစ်လိမ့်မည်ဟုကောင်းငင်ဘုရားအရှင်ထာဝရဖရာမိန့်တော်မူ၏ဆိုပြီးတော့ဟောကြားခဲ့ပါတယ်။တန်ရှင်သောဝိညာဉ်တော်ဟာအစင်းလမ်းပြတဲ့အလင်းဖြစ်ပါတယ်။ဘယ်လမ်းကိုပြသလဲဆိုရင်တော့ခရစ်တော်လျှောက်တဲ့လမ်းပေါ့။ကျွန်တော်တို့နဲ့ခရစ်တော်နဲ့တွေ့ဆုံဖို့လမ်းကိုအမြဲတန်ရှင်သောဝိညာဉ်တော်ဟာပြသနေပါတယ်။ဒါကြောင့်လဲသမာကျမ်းစာတော်မြတ်ကိုတန်ရှင်သောဝိညာဉ်တော်ဤလမ်းပြခြင်းကိုအားကိုးပါဆုတောင်းပြီးမှဖတ်ကြပါလို့ကျွန်တော်တို့ တိုက်တွန်းနှိုးဆော်ခဲ့ရခြင်းဖြစ်ပါတယ်။ထွတ်မြောက်ရာကျမ်းအခန်းကြီး28အငယ်27ဘုမဟုတ်ဤကုန်းအာယုန်နှင့်သူဤသားတို့သည်ညဦးမှသည်နနဲ့တိုင်အောင်သာဝရဖျားရှိတော်၌ထိုအမှုကိုစီရင်ရမည်။ဣဒရေလအမျိုးတို့သည်ပါအစဉ်အဆက်စောင့်ဝါသောပြည့်ညတ်တော်ဖြစ်သည်။အတိတ်ကာလမောရှိခိရဲ့တဲတော်ကရွှေစင်မိတိုင်းဟာခရစ်တော်ရဲ့လှပတဲ့သရံဖြစ်တယ်။အဲ့ဒီအလင်းဆိုတဲ့သင်ရှင်းသောဝိညာဉ်တော်စီမီတောက်ကြောင့်ခရစ်တော်ရဲ့ ပုံသဏ္ဍာန်ဟာအစဉ်ချေရှားနေတယ်ခရစ်တော်ကိုလင်းချင်းတောက်ပလျက်ရှိသောသခင်အဖြစ်သိမြင်စေတယ်လို့ကျွန်တော်ဖော်ပြခဲ့ပြီအခုအချိန်မှာခရစ်တော်ရဲ့လူစားသည့်ဒီမှာရှိသေးသလားမရှိနိုင်တော့ပါဘူးကောင်းငင်ဘုံကိုပြန်လဲတက်ကြွသွားခဲ့ပြီလေဒါပေမဲ့တန်ရှင်သောဝိညာဉ်တော်ဟာကျွန်တော်ကျမတယောက်စီအနားမှာကဲ့ရဲ့တရှိနေပါသေးတယ်ဒါဆိုရင်ဒီအလင်းကွယ်သွားပြီလားမကွယ်နိုင်ပါဘူးအလင်းမကွယ်ဖို့ကျွန်တော်တို့ကိုသူပြောသွားခဲ့ပါတယ် ရှင်မသက်ခရစ်ဝင်ကျမ်းခန်းကြီး9အငယ်14တွင်တို့သည်ဤလောကဤအလင်းဖြစ်ကြ၏တောင်ထိပ်၌တည်သောမြို့ကိုမကွယ်နိုင်အဲ့ဒီလိုရှင်းရှင်းလင်းလင်းဖော်ပြပွားခဲ့ပါတယ်စီမွေးနန်းသာရစ်ပလင်အင်းဒုံစားတဲ့အချက်တွေကိုအသေးစိတ်ထပ်မံမဖော်ပြထားပါမယ်အပြစ်အညစ်အကြေးမှကင်းစင်အောင်လုပ်ရမယ်စိတ်ဝိညာဉ်မှ ပုပ်အသောယဏံတွေကိုဖယ်ထုတ်ပြရမယ်ဒါမှတန်ရှင်းရာဌာနတော်ကိုဝင်ခွင့်ရမယ်ဆိုတာကတော့ခေရှားနေပါပြီ ဒီအချက်တွေဟာဖြင့်ဒီကနေ့မှတ်သားရန်အကြောင်းများဖြစ်တဲ့အကြောင်းလေးစားစွာတင်ပြအပ်ပါရခင်ဗျာနောက်တစ်ချိန်အစီအစဉ်မှာထွန်းမြတ်ရာကျမ်းအခန်းကြီး28ကိုလေ့လာမှဖြစ်တဲ့အတွက်စောင့်မျှော်နားဆင်နိုင်ပါရစေ